ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အရှေ့တောင်အာရှဒေသမှာတကယ်ကိုစိုးရင်စရာအခြေအနေတရဖြစ်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်ပြည်ပခါကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒုံးစီပြည့်ခတ်မှုတွေအထိပါတဖန်ပြန်ပြီးတော့မြင့်တက်လာနေပါပြီ။ဒါဟာ American သမ္မတ Donald Trump ကိုယ်တိုင်ဂျောင်းဝင်စိတ်ဆက်ခဲ့တဲ့အပြည့်ခတ်ရစေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးတဲ့နောက်၅လအကြာမှာပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်တလျှောက်နေရာ၁၂နေရာမှာတနက်တန်နဲ့လက်နက်ကြီးပြည့်ခတ်တန်တွေပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ထိုင်းသတင်းဌာနတွေရဲ့ထိုင်းလေတပ်ကိုကိုးကားဖော်ပြချက်အရထိုင်းတော်ဝင်လေတပ်က F16 တိုက်လေယာဉ်တွေကိုအသုံးပြုပြီးတော့ ကမ္ဘောဒီးယားရဲ့စီးပွားရေးပြမနှစ်ခုကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းကမ္ဘောဒီးယားစစ်တပ်ကထိုင်းနိုင်ငံဘူရီယမ်ခရိုင်ကအရက်သားတွေရှိရာနေရာတွေကို BM21 ဒုံးကြီးတွေနဲ့ဒီဇင်ဘာ၈ရက်နေ့မနက်၈နာရီခွဲလောက်မှာ ပြစ်ခတ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်။ထိုင်းယာရှိတွေက F16 နဲ့တိုက်ခိုက်မှုတွေဟာတိကျပြီးတော့အချိုးစားကန့်ညီတဲ့တုံ့ပြန်မှုဖြစ်တယ်လို့အခိုင်အမာပြောကြားပေမဲ့ကမ္ဘောဒီးယားကတော့ဒီဆွဆွဲချက်ကိုငြင်းပယ်ပြီးတော့ ထိုင်းကဗုဒ္ဓဘာသာဖျားเจ้าအနီးကအများသောလမ်းမကြီးကိုပါဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားတွေကိုပါအန်ဒီရဲ့ခြောက်ရောက်စေခဲ့တယ်လို့ပြန်လည်ဆွဆွဲခဲ့ပါတယ်။လက်ရှိအချိန်ထိလူဒါဇင်တဒါဇင်ကျော်သေဆုံးပြီးတော့တောင်းနဲ့ချီတဲ့ပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေကြရပါတယ်။ထိုင်းယာယီဝင်ကြီးချုပ်ကလည်းနေဆက်တိုက်ပွဲဟာစစ်ပွဲအဆင့်ထိထိုးတက်လာနိုင်တယ်လို့သတိပေးပြောကြားထားပါတယ်။အခုတစ်ချိန်တိုက်ပွဲတွေက အငင်းပွားဝယ်ရာထမွန်တွန်ဖျားချောင်းအနီးမှာစတင်ခဲ့တာဖြစ်ပါတယ်။ထိုင်းအရာရှိတွေရဲ့ပြောဆိုချက်တွေအရဆိုရင်ကမ္ဘောဒီးယားရဲ့ကင်းထောက် drone တစ်စင်းကို ထောက်လန်းမိပြီးတဲ့နောက်ကမ္ဘောဒီးယားတပ်ဖွဲ့တွေကသူတို့ရဲ့ထောက်ပံ့ရေးနေရာတွေချထားဖို့အတွက်ရှေ့ကိုတိုးလာတာကိုတွေးရှိခဲ့တယ်လို့ဆိုပါတယ်။ထိုင်းဘက်ကပထမဆုံးနှုံတဲ့သတိပေးမှုပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ထိုင်းတပ်ဖွဲ့တွေပြည့်ခက်ခံရပြီးမှသာနေဆက်တလျှောက်ပုံမကျေပြတဲ့ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့တာလို့ထိုင်းရအခိုင်အမာပြောပါရရှင်အချိန်နေပိုဆိုးသွားစီတဲ့အချက်ကတော့ကမ္ဘောဒီးယားရဲ့ဒုံးစီနဲ့လက်နက်ကြီးတွေကထိုင်းနိုင်ငံဘက်ခြမ်းကိုကျရောက်ခဲ့ခြင်းပါပဲထိုင်းနိုင်ငံရဲ့ဆူရင်နဲ့စီစကက်ခရိုင်တွေမှာရှိတဲ့ အရသာနေအိမ်နေဒက်စီဆိုင်ဒက်ဆိုင်ဈေးရုံတစ်ခုနဲ့အများသုံးလမ်းမကြီးတွေကိုပါထိမှန်ခဲ့တယ်လို့သတင်းတွေရရှိပါရယ်ဒီလိုအရသာပြင်းမှတ်တွေကိုတိုက်ခိုက်မှုကပရိဘက်ကကိုပို့ပြီးတော့ NDA ကြီးရဲ့အစင်းသစ်စီတွန်းပို့လိုက်တာဖြစ်ပါရယ် ပြောရမယ်ဆိုရင်တော့လယ်နိမိတ်မြင်းချောင်းတွေကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားခြင်းမရှိတာနဲ့အမျိုးသားရေးအခွင့်အရေးတောင်းဆိုမှုတွေကထိုင်းနဲ့ကမ်ဘောဒီးယားကြားမှာဆယ်စုနှစ်ပေါင်းများစွာတင်းမာမှုတွေကိုဖြစ်ပေါ်စေခဲ့ပေမယ့်အခုဖြစ်ပွားနေတဲ့တိုက်ပွဲဟာဆယ်စုနှစ်တစ်ခုကျော်အတွင်းအဆိုးရွားဆုံးဖြစ်ပြီးတော့နှစ်နိုင်ငံစလုံးကိုပရိပခါရဲ့ပုံမအန်ဒီရရှိတဲ့အစင်သစ်စီကိုတွန်းပို့လိုက်တာ ဖြစ်ပါတယ်ဒီနယ်ဆက်အချက်အသေးဟာပုံမနယ်ဆိုင်နဲ့ထိုင်းနိုင်ငံတွင်က ပြည်ရင်းအာဏာပိုင်အောင်ပြိုင်မှုရဲ့တစိတ်တပိုင်းဖြစ်တယ်လို့ယူဆချက်တွေရှိနေတာကလည်းအခြေအနေကိုပိုပြီးရှုပ်ထွေးစေပါတယ်။ ထိုင်းယာယီဝင်ကြီးချုပ်ပွန်တန်ကစစ်တပ်နဲ့ဘရင်စနစ်ထောက်ခံသူလူရန်စားတွေကိုစန့်ကျင်ခဲ့တဲ့ရှင်နာဝက်မိသားစုကဆင်သက်လာတာပါ။ဒါကြောင့်ဒီနယ်ဆက်အကြက်အသေးကိုဝင်ကြီးချုပ်ပွန်တန်ကိုယာရူကနေဖယ်ရှားဖို့အတွက်အကြောင်းပြချက်အဖြစ်အသုံးပြုနေတယ်လို့တန်တရားရှိသူတွေအများအပြားရှိနေပါတယ်။ဒီတန်တရားကလည်းမဆန်းပါဘူး။ထိုင်းနိုင်ငံက1932ခုနှစ်နောက်ပိုင်းအောင်မြင်တဲ့စစ်အာဏာသိမ်းမှု73ချိန်နဲ့မအောင်မြင်တဲ့ဂျိုးပန်းမှု 90ချိန်အထိရှိခဲ့တဲ့နိုင်ငံဖြစ်လို့ပါရွေးကောက်ခံကောင်းဆောင်နေတဲ့စစ်တပ်ကြားကအာဏာပိုင်အားပြန်အားပြန်မှုတွေအရဆိုရင်တော့ထိုင်းနိုင်ငံမှာပုံမှန်လိုဖြစ်နေတာပါ ဝင်ကြီးချုပ်ဖွန်တန်ကလောလောဆယ်မှာတော့ အကျဉ်းစရိတာဆိုင်ရာစိုးရိမ်မှုတွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆိုင်းငံ့ခြင်းခံထားရပေမဲ့ပြည်လဲဝင်ရောက်နိုင်တဲ့အခွင့်အရေးရှိနေပါတယ်ဒီအချက်ကပဲထိုင်းနိုင်ငံအနေနဲ့လက်ရှိနယ်စပ်အခြေအနေကိုချက်ချင်းလျှော့ချဖို့တိတ်ပြီးတော့စိတ်အားမထက်သန်သေးဘူးလို့ယူဆရတဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်ကမ်ဘောဒီးယားနဲ့ဂျင်းမာမှုတွေဆက်ရှိနေခြင်းကပြည်ရင်းနိုင်ငံရဲ့ရည်ရွယ်ချက်အတွက်အသုံးချခံနေရသလားလို့မေးခွန်းထုတ်စရာဖြစ်နေပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ပြည်ပခါရာဇဝင်တစ်ခုကျော်ကြာအငင်းပွားလာခဲ့တာပါအဓိကအငင်းပွားစရာတွေကတော့မဟာဗျူဟာမြောက်တောင်တန်းနေနဲ့ရှေးဟောင်းဖျားเจ้าနေပဲဖြစ်ပါတယ်အားလုံးရဲ့အာယုံဆိုင်မှုကိုခံရတဲ့အဓိကအငင်းပွားဖွယ်ရာကတော့ခမာအင်ပါရာခေကတီဆောင်ခဲ့တဲ့ဟိန္ဒူဖျားเจ้าအဆောက်အအုံဖြစ်တဲ့ဖရီယာဘီဟာဖျားเจ้าပဲဖြစ်ပါတယ်ခေတ်အငင်းပွားမှုတွေကတော့ ပြင်သစ်ကကမ်ဘောဒီးယားကိုကိုလိုနီအဖြစ်အုပ်ချုပ်စဉ်ကာလကစတင်ခဲ့တာကိုပြန်လည်ချေရခံလို့ရပါတယ်။1904ခုနှစ်မှာပြင်သစ်နဲ့ထိုင်းတန်တမန်တွေကနယ်နိမိတ်တွေတမန်ဖို့အတွက်ရေဝေကြာမူကိုသဘောတူခဲ့ကြပေမဲ့ပြင်သစ်ကတစ်ဖက်သက်မြေပုံအစ်စ်ကိုထုတ်ပြန်ပြီးတော့1908ခုနှစ်မှာဖျားเจ้าကိုကမ်ဘောဒီးယားနယ်မြေထဲမှာတည်ရှိစေခဲ့တာဖြစ်ပါတယ်။ထိုင်းကတခြားပြည်ထနာတွေကြောင့်အဲဒီတုန်းကတရားဝင်ကန့်ကွက်မှုအချိန်မီမလုပ်ခဲ့တဲ့အတွက် ဥပဒေကြောင့်အရအားနေသွားခဲ့ပါတယ်။ ောက်ဆုံးမှာတော့1962ခုနှစ်မှာနိုင်ငံတကာတရားရုံး ICJ ကဖျားเจ้าဟာကမ္ဘောဒီးယားပိုင်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ ICJ ကဖျားเจ้าပတ်လေကမြေနေရာကိုတော့အတိအကျဆုံးဖြတ်မပေးခဲ့ပါဘူး။ဒီအချက်ကပဲတရားဝင်ဆုံးဖြတ်ချက်တွေကလက်တွေ့ပြဿနာတွေကိုအမြဲတမ်းဖြေရှင်းပေးနိုင်ခြင်းမရှိဘူးဆိုတော့ကဏ္ဍဝင်နမူနာတစ်ခုဖြစ်ခဲ့ပါတယ်။အငင်းပွားမှုက Fresh Behar တစ်ခုတည်းမဟုတ်ဘဲနဲ့စုစုပေါင်းအဓိကအငင်းပွားနယ်မြေ6ခုအထိရှိပါတယ်။ ဒါကြောင့်မို့မဖြေရှင်းရသေးတဲ့နယ်စပ်မြင်းတွေကပြောက်ွယ်သွားခြင်းမရှိပဲပုပ်ပွားဆွေးမြင့်နေခဲ့ပြီးတော့အခုလိုမျိုးအခါအားလျော်စွာမိတော့လာစီတာပဲဖြစ်ပါတယ်အငင်းပွားမှုရဲ့တမိုင်းကြောင်းကိုကြည့်ရင်နိုင်ငံတကာတရားရုံး ICJ ရဲ့ဆုံးဖြတ်ချက်ကတောင်လက်တွေ့မြေပြင်မှာထောက်ရငြိမ်းချမ်းမှုကိုမဖန်တီးပေးနိုင်ခဲ့ဘူးဆိုတာရှင်းပါတယ် မြေပုံဆွဲတဲ့ပြင်သစ်ကိုလိုနီခေတ်ကစားခဲ့တဲ့နယ်နိမိတ်တမတ်မှုအမားတွေကနှစ်ပေါင်း100ကျော်ကြာတဲ့အထိဆက်လက်ပြီးတော့ဒေသရင်းကိုဒုက္ခပေးနေစေဖြစ်ပါတယ်။ဒါဟာတရားဥပဒေပိုင်းအရပြည်လည်မှုဟာစည်ရေးနဲ့နိုင်ငံရေးတင်းမာမှုကိုလုံးဝအဆုံးသတ်နိုင်စွမ်းမရှိဘူးဆိုတာကိုပြသနေတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲ။ဖျားเจ้าပတ်လေကမဆုံးဖြတ်ရသေးတဲ့မြေနေရအငင်းပွားမှုတွေရှိနေတဲ့၍ဒီလိုတိုက်ပွဲတွေက ထက်ခါတလဲလဲဖြစ်နေအောင်မှသိကြပါရစေ။ အခုတစ်ကြိမ်တိုက်ပွဲမှာကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့အရက်သားပြက်မှတ်တွေဈေးရုံလမ်းမကြီးတွေကိုပါပြစ်ခတ်ခဲ့တယ်ဆိုတော့ထိုင်းဘက်ကအဆိုအရအလွန်စိုးရိမ်စရာကောင်းပါတယ်။ဒါဟာနှစ်ဖက်စလုံးကထိထိသိသိရှိမှုကိုရှော့ချလိုက်ပြီးတော့ပြိပခါရဲ့စီးမျက်နှာကိုချိုးဖောက်လိုက်တာဖြစ်ပါတယ်။ဒီလိုလို့ရဲ့မျိုးကနိုင်ငံတကာအတိုင်းဝိုင်းရဲ့ဝေဖန်မှုကိုစွန့်ဆောင်နိုင်ပြီးတော့ပြိပခါကိုနေဆက်ဒီသားကနေကြော်လွန်ပြီးနိုင်ငံတကာတန်တမန်ရေးရာစင်မျက်စီကိုတွန်းပို့လိုက်တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းနဲ့ဝင်စည်းချုပ်ပွန်တန်ရဲ့လက်ရှိအခြေအနေကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်ဒီနယ်ဇက်ပြိပက္ခကပြည်ရင်းနိုင်ငံရေးရည်ရွယ်ချက်အတွက်အသုံးချခံနေရတယ်ဆိုတဲ့သုံးသပ်ချက်ဟာပုံမူခိုင်မာပါတယ်စစ်တပ်နဲ့ဘယင်စနစ်ထောက်ခံသူအုပ်စုက ရွှေကောက်ခံခေါင်းဆောင်တွေကိုဖယ်ရှားရမှာအမျိုးသားလုံခြုံရေးကိုအကြောင်းပြချက်အဖြစ်အမြဲလိုလိုအသုံးပြုခဲ့ပါတယ်။ဝင်းကြီးချုပ်ပွန်တန်ကိုဖယ်ရှားဖို့ဖိအားပေးနေချိန်မှာနေဆက်တင်းမမှုတွေဖြစ်လာတာကတိုက်ဆိုင်မှုတသက်မဟုတ်ပဲနဲ့နိုင်ငံရေးအင်အားစုတွေကစစ်ပွဲကိုဝင်းကြီးချုပ်ရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့စံနှုန်းအဖြစ်အသုံးပြုနေတာဖြစ်နိုင်ပါတယ်။ဒါကြောင့်ထိုင်းအစိုးရကပြည်တွင်းမှာခိုင်မာတဲ့ပုံရိပ်ပြသနိုင်ဖို့အတွက်နေဆက်အရေးကိုချက်ချင်းလျှော့ချဖို့တဲ့ဆက်ပြီးတော့တင်းမ ောင်ထိန်းထားဖို့ဆရာထက်သန်နေနိုင်ပါတယ်အရင်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကြောင့်ပဲထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံကအခုဆိုရင်တော့နောက်ထပ်စီးရီးထိတိုက်အရင်ဆိုင်မှုအခမ်းအကဏ္ဍတစ်ခုကိုတရားဝင်ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီတစ်ကြိမ်တင်းမာမှုတွေကအရင်ကအငင်းပွားခဲ့တဲ့ ပရိယာဗီဟာရနဲ့သဘောတူညီချက်သဘောတဘာဝချင်းတူညီပြီးတော့နေရာချင်းကွာခြားတဲ့ထာမွန်သွန်ဖျားเจ้าနီးမှာစတင်ခဲ့တာဖြစ်ပါတယ်။ဒီဖျားเจ้าကိုလက်ရှိမှာထိုင်းဘက်ကအခိုင်အမာထိန်းချုပ်ထားပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာကမ္ဘောဒီးယားကသရုပ်တပ်ဖွဲ့တွေကိုအငင်းပွားနယ်မြေရှိကိုရွှေ့ပြောင်းခဲ့တဲ့အတွက်ထိုင်းတပ်ဖွဲ့တွေကလည်းအလားတူစီးရီးတုံးပြမှုတွေပြုလုပ်ခဲ့ရပါတယ်။နှစ်ဖက်တက်တီမြန်နေချင်းဆိုင်ကြည့်နေတဲ့အခါအခြေအနေကအလွန်တင်းမာလာခဲ့ပါတယ်။ ။နောက်ဆုံးမှာတော့မေလ28ရက်နေ့မှာ ဒီတင်းသမားမိုးကလက်နက်ကင်ပေါက်ကွဲသွားပါတော့တယ်။တနက်ပြေခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ရလနဲ့နဲ့ကမောရီယာစစ်သားတဦးသေဆုံးခဲ့ရပါတယ်။ဒီစီရေးထိတိုက်တွေးဆမှုနောက်ပိုင်းမှာရင်ဆိုင်မှုနောက်ပိုင်းမှာကမောရီယာဘက်ကထိုင်းဝင်ကြီးချုပ်နဲ့ပြောခဲ့တဲ့လီယိုဝက်ဖုန်းအသံဖိုင်တစ်ခုကိုဖောက်ထုတ်ဖြန့်ချီခဲ့ပါတယ်။ဒီလိုလိုရက်ကထိုင်းအစိုးရအဖွဲ့ကိုမတိမငိမ်ဖြစ်အောင်လှုံ့ဆော်တဲ့ရည်ရွယ်ချက်ရှင်းရှင်းရှိတဲ့နိုင်ငံရေးလက်နက်ကိုအသုံးပြုလိုက်ကြလို့ဆိုနိုင်ပါတယ်။အဲဒီအသံဖိုင်ထွက်လာတဲ့အခါမှာ ကမ္ဘောဒီးယားရဲ့ရည်ရွယ်ချက်ကအောင်မြင်သွားခဲ့လို့ပြောရမှာပါအတန်ဖိုင်ထဲမှာထိုင်းဝင်ကြီးချုပ်ပွန်တန်က ကမ္ဘောဒီးယားဝင်ကြီးချုပ်ကိုဦးလေးလို့ရည်ညွှန်းပြီးတော့ထိုင်းပိုချုပ်တဦးကိုလည်းမောက်မာတယ်လို့ဝေဖန်ခဲ့ပါတယ်။ဒါအပြင်သူကငိန်ချမ်းကြီးကိုထိန်းသိမ်းနိုင်ဖို့အတွက်ထိုင်းစစ်ဘက်ခေါင်းဆောင်မှုကိုမယုံကြည်ဖို့ကမ္ဘောဒီးယားခေါင်းဆောင်တွေကိုတိုက်တွန်းခဲ့ပါသေးတယ်။ဒီလိုမျိုးနိုင်ငံတော်အကြီးအကဲတဦးရဲ့တည်ထက်ပြောဆိုမှုအတန်ဖိုင်ပေါက်ကြားသွားတာက ထိုင်းနိုင်ငံအထွတ်တကယ်ကိုအရှက်ရစရာဖြစ်ခဲ့ပြီးတော့နိုင်ငံတွင်နိုင်ငံရေးအကျပ်တဲကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်။ဝင်ကြီးချုပ်ရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုတဲ့ဆန္ဒပြပွဲတွေတနိုင်ငံလုံးမှာပေါ်ပေါက်ခဲ့ပြီးတော့ညွန်ပေါင်းအစိုးရရဲ့အဓိကနိုင်ငံရေးမဟာမိတ်တဦးကလည်းအစိုးရဖွဲ့ရနေပြီးတော့နှုတ်ထွက်သွားခဲ့ပါတယ်။ဒီရလဒ်ကြောင့်ပဲဇူလိုင်လ၁ရက်နေ့ကလေးကဝင်ကြီးချုပ်ပွန်တန်ကအကျဉ်းစာရိတ်ဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆိုင်းငံ့ခြင်းကိုခံထားရတာဖြစ်ပါတယ်။ နေဆက်တင်မှမှုကိုအခြေပြုခဲ့တဲ့စီရေးဖြစ်စဉ်ကနောက်ဆုံးမှာတော့ပြည်ရင်းနိုင်ငံရဲ့အပြောင်းလဲနဲ့အကြီးအကျယ်ဆက်ဆက်သွားခဲ့တာကိုတွေ့ရပါတယ်။အတန်ဖိုင်ဖြန့်ချီမှုလိုမျိုးလုံးရက်တွေကဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုတဲ့အမေကုံကိုဆက်ပြီးတော့လေ့လာကြည့်ရင် ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံအကျွမ်းမှာဒင်းမာမှုတွေကိုလှုပ်ဆော်ပေးနေရခြင်းဟာပြည်ရင်းနိုင်ငံရဲ့ရည်ရွယ်ချက်တွေအကြောင်းပါပဲလို့ရှင်းရှင်းလင်းလင်းသုံးသပ်နိုင်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က2023ခုနှစ်မှာရာထူးကိုလက်ခံခဲ့သူဖြစ်ပါတယ်။ သူရဲ့ဖခင်ဟွန်ဆန်ကတော့1985ခုနှစ်ကနေ2023ခုနှစ်အထိ ဝင်ကြီးချုပ်လုပ်ခဲ့ပြီးတော့လက်ရှိမှာအာဏာရပါတီရဲ့ဥက္ကဋ္ဌနဲ့အထက်လွှတ်တော်ဥက္ကဋ္ဌရာထူးတွေကိုရယူထားတဲ့အတွက်နိုင်ငံရဲ့အကြီးအကဲအာဏာပိုင်ဩဇာကံအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဝင်ကြီးချုပ်ဟွန်မာနက်ကတော့ဗိုလ်ချုပ်ဟောင်းတဦးဖြစ်ပြီးတော့အနောက်ပိုင်းကျောင်းစင်တဦးဖြစ်တဲ့အတွက်ကိုကမောရီးယားစစ်တပ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့အာဏာချုပ်ကိုင်မှုကမပြေစုံသေးပါဘူး။နိုင်ငံရဲ့တခြားသောအစိပ်အပိုင်းတွေကိုလွှမ်းမိုးထားတဲ့ အင်အားကြီးမိသားစုတွေနဲ့ပြိုင်ဘက်တွေနဲ့သူကရင်ဆိုင်နေရတော့ဖြစ်ပါတယ်။ဒါကြောင့်ထိုင်းနဲ့တင်းမာမှုတွေကိုလှုပ်ဆော်ခြင်းအဖြစ်ဟွန်မာနဲ့တက်ကြီးဟွန်ဆန်တို့ကကမ္ဘောဒီးယားအမျိုးသားရေးစိတ်ဓာတ်ကိုအပြင်းထန်အသုံးချပြီးတော့ဝင်ကြီးချုပ်ဟွန်မာနဲ့ရဲ့ဂုံတိတ်ခါနဲ့တရားဝင်မှုကိုမြင့်တင်ဖို့ရည်ရွယ်နေရသေးကြပါတယ်။နေမြေအငင်းပွားမှုတွေမှာတင်းမာစွာရည်တည်ပြခြင်းအဖြစ်ခေါင်းဆောင်ကောင်းတအူးအဖြစ်သူ့ကိုယ်သူထုတ်ဖော်ပြသနေတာဖြစ်ပါတယ်။ ဒီအမျိုးသားရေးစိတ်ဓာတ်ရဲ့အဓိကအစိတ်အပိုင်းကတော့ဆုံးရှုံးသွားတဲ့အနေမျိုးတွေအထူးသဖြင့်ရှေးဟောင်းခမာဖျားเจ้าနေနဲ့ခမာလူမျိုးစုတွေရှိတဲ့နေရာတွေကိုပြန်လည်တောင်းဆိုခြင်းပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားကောင်းဆောင်တွေကဒီလိုမျိုးအမျိုးသားရေးကတ်ကိုပထမဆုံးအကြိမ်ကစားတာမဟုတ်ပါဘူး။ ီအမျိုးသားရေးမူဝါဒနဲ့အညီ2024ခုနှစ်စက်တင်ဘာလမှာဝင်ကြီးချုပ်ဟွန်မာနက်ကကုံသွေးရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုမြင့်တင်ဖို့ရည်ရွယ်တဲ့ကမ္ဘောဒီးယားလာအို VNM ဖွံ့ဖြိုးတိုးတက်ရေး Trigan သဘောတူညီချက်ကနေနှုတ်ထွက်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကသူ့အစိုးရက VNN ကိုမြေပြင်ပေးအပ်ခဲ့တယ်ဆိုရက်ဒီသူရဲ့ဒေါသကိုရှော့ချဖို့အတွက်တင်ကြတာပြတဲ့အလုပ်ရပဲဖြစ်ပါတယ်။မှတ်ချက်အနေနဲ့ပြောရရင်ကမ္ဘောဒီးယားအမျိုးသားရေးဝါဒရီတွေက VNN ကိုဆုံးရှုံးခဲ့တဲ့မဲခေါင်မြဝကျွန်းပေါ်ဒေသကိုအောက်ကမောရီယာလို့ရည်ညွှန်းပြီးတော့မကြည်မနဲ့ဖြစ်နေကြတာဖြစ်ပါတယ်။ထိုင်းနဲ့နေဆက်အရေးကိုတင်းမာအောင်လုပ်ခြင်းအဖြစ်ကမောရီယာဆိုရာကဖီဒူရီရဲ့အာယုံဆိုင်မှုကို VNN ရဲ့အနေနဲ့ပြဿနာစီကနေထိုင်းဘက်စီကိုအောင်မြင်စွာလွှဲပြောင်းနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒါကြောင့်ထိုင်းနယ်စပ်မှာတင်းမာမှုတွေကိုအချိန်မြင့်တင်ခြင်းအားဖြင့်ကမ္ဘောဒီးယားရဲ့ခေါင်းဆောင်မှုအသက်ကပြည်ရင်းထောက်ခံမှုကိုစူးစီးနိုင်ဖို့နဲ့နိုင်ငံရေးအာဏာကိုခိုင်မာအောင်လှုပ်ဆောင်ဖို့အတွက် တွက်ချက်ထားတဲ့လောင်းကြီးကြီးတစ်ခုကိုလုပ်နေရဖြစ်ပါတယ်။လက်ရှိအခြေအနေရတော့နယ်စပ်တစ်လျှောက်မှာပြည်အားနယ်ပါတဲ့ထိတွေ့တိုက်ပွဲလေးတွေဆက်လက်ဖြစ်ပွားနေဖို့သာများပါတယ်။ဒါပေမဲ့အပြေးအဝစစ်ပွဲဖြစ်ဖို့ကတော့အလားအလာနေပါတယ်။ ကမ္ဘောဒီးယားမှာအငင်းပွားနယ်မြေတွေကခိုင်မာတဲ့ထိုင်းတပ်ဖွဲ့တွေကိုဖယ်ရှားပစ်ဖို့အတွက် တမယိုးကျစီရေးစွမ်းရည်လိုအပ်ချက်ရှိနေပါတယ်။ဂျပန်မှာလည်းထိုင်းကလက်ရှိအငင်းပွားနေရအားလုံးကိုဓာတ်ရိုက်တော်၎င်း၊တွယ်ဝိုက်ပြီးတော်၎င်းထိန်းချုပ်ထားပြီးသားဖြစ်တဲ့အတွက်စစ်အရှိန်မြင့်ဖို့အကြောင်းမရှိပါဘူး။ဒါအပြင်နိုင်ငံစလုံးကခီးသွွားလုပ်ငန်းကိုအနှောင့်အယှက်ဖြစ်စေတာမျိုးကိုအနည်းဆုံးဖြစ်အောင်လှုံ့ဆော်ကြင်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ခီးသွွားလုပ်ငန်းကထိုင်းရဲ့ GDP ရဲ့စနစ်ရာခိုင်နှုန်းနဲ့ကမ်ဘောဒီးယားရဲ့ GDP ရဲ့900ရာခိုင်နှုန်းခန့်ရှိလိုပါပဲ။ဒါကြောင့်အပြေးအဝစစ်ပွဲဖြစ်နိုင်ခြေရနည်းပါတယ်။ အာဆီယံကနှစ်ဖက်ကြားဝင်ရောက်ဖြန့်ဖြေးပေးနိုင်ပေမဲ့တရုတ်ကပိုပြီးတော့ကြီးမားတဲ့ဩဇာအာဏာရှိပါတယ်။အထူးသဖြင့်ကမ်ဘောဒီးယားဟာတရုတ်ရဲ့နိုင်ငံရေးစည်းရင်းနဲ့ဗန်နာရီအထောက်ပံ့နေအပေါ်များစွာမိခိုနေရပါတယ်။တရုတ်ဟာနိုင်ငံသားတိုင်းရဲ့ယင်းနှမျိုးနံမှုမှာထိတ်ဆုံးအောင်ဥဆောင်နေပြီးတော့ ရီရေတက်အခြေစိုက်စခန်းကိုစီရေးအရအသုံးပြုခွင့်ရရှိထားသလိုအဓိကအခြေခံအဆောက်အအုံစီမံကိန်းကြီးတွေအထူးသဖြင့်ဖူနန်ထေချိုတူးမြောင်းစီမံကိန်းအပေါ်မှာပါဩဇာလွှမ်းမိုးထားပါတယ်ဒီပရိပခာဒေတာရင်းတည်ငြိမ်မှုကိုဒါမှမဟုတ်တရုတ်ရဲ့မဟာဗျူဟာမြောက်ရှင်နီးမြုံနယ်မှုတွေကိုချိန်ချောက်လာမယ်ဆိုရင်တော့ဘေကျင်းကကမ်မောရီးယားကိုစစ်အရှိန်ထက်မတိုးဖို့ဖိအားပေးဖို့အတွက်သူတို့ရဲ့ဩဇာအာဏာကိုအသုံးပြုနိုင်ပါတယ်သို့တော်လည်းစစ်အရှိန်ရှော့ချရေးရာ နှစ်ဖက်အပြန်အလှန်ဖြစ်ရမှာဖြစ်ပြီးတော့တရားဝင်မဟုတ်တဲ့စာချုပ်စာတမ်းမပါတဲ့သဘောတူညီမှုမျိုးပဲဖြစ်လာနိုင်ပါတယ်။နိုင်ငံစလုံးကသူတို့ရဲ့နီလနဲ့ရှုပ်ထွေးမှုတွေကြုံနေရပါတယ်။ထိုင်းကနိုင်ငံရေးအကြက်တဲနဲ့အရင်ဆိုင်နေရသလို ဝင်ကြီးချုပ်လည်းယာရုဆိုင်ကခံထားရပါတယ်။ကမ္ဘောဒီးယားကလည်းခေါင်းဆောင်မှုအသစ်အောက်မှာနိုင်ငံရေးအာဏာကိုခိုင်မာအောင်လှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်ဘဲဘက်ကမှအထုတ်ချအာဏာအပေါ်အောင်းနေတဲ့ပုံစံမျိုးမပြကျင်ကြပါဘူး။ဒင်းမာမှုတွေကိုရှော့ချဖို့အတွက်ဆိုရင်တမင်တကာမှတ်တမ်းမတင်ပဲဒိတ်တဆိတ်နှစ်ဖက်ဆွေးနွေးတဲ့နည်းလမ်းကိုလိုအပ်ပါလိမ့်မယ်။ဒါပေမဲ့ဒီလိုအခြေအနေကိုထိန်းချုပ်မထားဘူးဆိုရင်တော့အရေးကြီးတဲ့ဖြစ်စဉ်တစ်ခုတွေဟာပင်အတက်အသေးကိုအပြေးအဝါစီစစ်ပွဲစီကိုတွန်းပို့ဖို့လုံလောက်ပါတယ်။ ေပြင်ကအခြေအနေတွေက နိုင်ငံရေးခေါင်းဆောင်တွေတုံ့ပြန်နိုင်တာထက်ပုံမုံလင်းမြန်စွာဖြစ်ပျက်တတ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်